င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖက်စစ်တပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့ပြည်ကြီးတကူမြို့နယ်ကငွေတော်ကြီကုန်းရက်ကွက်အပြင်မှာရှိတဲ့နေအိမ်အလုံး900ကျော်နဲ့ဖုံးကြီးချောင်းကိုပါကျိုးကျော်လို့ပြောပြီးစစ်တပ်နဲ့စီပင်ကအင်အားသုံးဖြတ်စီးတော်ပြန်နေဆိုပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေတွေပုံမဆိုးရွားနေပြီးကပ်ဘေးပုံစံဖြစ်လာနေပြီမဲ့ နိုင်ငံကကမြန်မာစစ်တပ်ကိုအရေးယူတုံ့ပြန်မှုပြက်ကွက်နေတယ်လို့ကုလလူအခွင့်ရေးကိုယ်စားလှယ်ကကုလအစည်းအဝေးအတွင်းဝေဖန်ပြစ်တင်ပြောဆိုလိုက်တဲ့သတင်းပါပဲ။နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖက်စစ်တပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့ပြည်ကြီးတခုမြို့နယ်ကငွေတော်ကြီကုန်းရက်ကွက်အတွင်းမှာရှိတဲ့နေအိမ်အလုံး900ကျော်နဲ့ဖုံးကြီးချောင်းကိုပါကျိုးကျော်လို့ပြောပြီးစစ်တပ်နဲ့စီပင်းကအင်အားသုံးဖြက်စီးတွားပြန်တယ်လို့ ဒေသခံပြည်သူတွေကပြောပါလေဒါကတော့အောက်တိုဘာလ30ရက်နေ့ဖြစ်တယ်မနေ့ကပဲအဂျက်ဖက်စတထိန်းချုပ်ထားတဲ့မန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်ငွေတော်ကြီကုန်းရက်ွက်အတွင်းကမြေကွက်အမှတ်916ကာကြီးဥပိုင်းအကွက်အမှတ်156ကာကြီးနဲ့ခါကွေးအတွင်းရှိရာပြည်သူပိုင်းနေအိမ်အလုံး900ကျော်နဲ့ဖုန်ကြီးချောင်းကိုပါကျိုးကျော်လို့ပြောပြီးစစ်တပ်နဲ့စီပင်ကအင်အားသုံးဖြက်စီးသွားတယ်ဆိုပါတယ်အဲ့ဒီရက်ွက်ကနေအိမ်တွေကိုအဂျက်ဖက်စတကသူတို့ဖြက်စီးမဲ့အကြောင်းကိုလည်း အကြိမ်ကြိမ်ချင်း၆စာရီပို့ခဲ့ပြီးတဲ့နောက်အော်တိုဘားလ30နှစ်ဖြစ်တဲ့မနေ့ကတော့အင်အားအလုံးရင်းနဲ့လာပြီးစစ်တပ်နဲ့စီပင်အပါဝင်ရက်ကွက်အုပ်ကြီးနဲ့ပြူစောတီတွေလူမိုက်တွေကပါနေအိမ်တွေကိုစိတ်ကြိုက်ဖျက်ဆီးသွားကြတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်လက်ရှိမှာတော့အဲ့လိုအကြမ်းဖက်စစ်တပ်ကပြည်သူပိုင်းနေအိမ်အလုံး900ကျော်နဲ့ဖုံးကြီးကြောင်းပါမချန်ဖျက်ဆီးသွားမှုအတွေ့ပြည်သူထောင်ခဏလောက်ဟာအိုးမဲ့အိမ်မဲ့ဖြစ်သွားကြပြီးတော်တော်လေးဒုက္ခရောက်နေကြတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ က်မှာတော့မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာပုံမဆိုးရနေပြီးကပ်ပေးပုံစံဖြစ်လာနေပြီမဲ့နိုင်ငံတကာကမြန်မာစစ်တပ်ကိုအရေးယူတုံ့ပြန်မှုပြက်ကွက်နေတယ်လို့ကုလလူအခွင့်ရေးကိုယ်စားလှယ်ကကုလသမဂ္ဂအစည်းအဝေးအတွင်းဝေဖန်ပြစ်တင်ပြောဆိုလဲပါတယ်ဒါကတော့အော်တိုဘာလ29ရက်နေ့ကပဲအမေရိကန်ပြည်တော်စုညူယောက်မြို့ကုလသမဂ္ဂဂျုံဂျုံမှာပြုလုပ်တဲ့အကျဉ်း80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီအစည်းအဝေးအတွင်းကုလလူအခွင့်ရေးကိုယ်စားလှယ်ကပြောသွားတာပါ ဲ့ဒီမှာအဓိကပြောသွားတာကတော့လက်ရှိမြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းပြီးတဲ့နောက်၄နှစ်ကျော်ကာလအတွင်းပြည်တွင်းအခြေအနေတွေဟာအဆမတန်ပုံမှုဆိုးရွားလာနေတဲ့အကြောင်းမြန်မာစစ်တကအရသာပြတ်ပတ်တွေ့ကိုပါရွေချက်ရှိရှိလေးချောင်းတက်ခတ်မှုတွေဇက်တိုက်ကျူးလွန်နေတဲ့အကြောင်းတစ်ဖက်မှာလည်းဒုသာချင်းဆန္ဒမှုဆိုင်ရာအခြေအနေတွေဟာအရင်နှစ်တွေတက်ခုပုံမှုဆိုးရွားလာနေတဲ့အကြောင်းအပြင်လက်ရှိမြန်မာပြည်သူပေါင်း၂၂တန်းနီးပါးဟာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပြီးမြန်မာပြည်သူ၁၆တန်းဝန်းကျင်ဟာ စာနယ်ရိက္ခာမလုံလောက်မှုတွေကိုအပြင်းထန်ရင်ဆိုင်နေရတဲ့အကြောင်းတွေကိုထည့်သွင်းပြောဆိုသွားပါတယ်။ဒါအပြင်လက်ရှိမြန်မာစစ်တပ်ကပြည်တွင်းမှာပဋိပက္ခတွေနဲ့အခြေအနေတွေဆိုးဆိုးရွားရွားဖြစ်နေတဲ့အချိန်မှာတနိုင်ငံလုံးလွှမ်းခြုံတိုင်းမှုမရှိတဲ့ရွေးကောက်ပွဲကိုလှုပ်ဖို့ပြင်ဆင်နေတဲ့အပြင်အဲ့ဒီရွေးကောက်ပွဲမှာစစ်တပ်ကအင်အားကြီးအတိုက်ခံပါတီတွေကိုပါဖယ်ထုတ်ထားပြီးဖမ်းဆီးထိန်းသိမ်းထောင်ချထားပြီးမှအတင်းကျပ်လှုပ်ဖို့စီစဉ်နေတာဖြစ်တဲ့အတွက်စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာအတူရောက်အလိမ်ညာတာဖြစ်တယ်လို့ ကုလလူအခွင့်ရေးကိုယ်စားလှယ်ကအတီလင်းပြောဆိုတော့ပြီးလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်တနေ့တခြားပုံမဆိုးရွားနေတဲ့ကပ်ဘေးပုံစံဖြစ်လာနေပြီမဲ့နိုင်ငံတကာကမြန်မာစစ်တပ်ကိုအရေးယူတုံ့ပြန်မှုပြက်ကွက်နေတယ်လို့ကုလလူအခွင့်ရေးကိုယ်စားလှယ်ကကုလသမဂ္ဂအစည်းအဝေးအတွင်းမှာပဲဝေဖန်ပြစ်တင်ပြောဆိုလိုက်ပါတယ်ခင်ဗျာတဖက်မှာတော့အကြံဖတ်စစ်တပ်ကရခိုင်လူမျိုးရပ်ပါအစိုးရဆွဲပြေးပိုင်းဆိုတဲ့သူကို အရခတတော် AAC ထောက်ပို့တဲ့ဆိုပြီးစစ်ကြောရေးထဲမှာခန္ဓာကိုယ်ကိုလျှက်စစ်နဲ့ရှော့တိုက်တာတွေတနက်ဒင်းနဲ့ရိုက်နှက်တာတွေရင်ဘက်ကိုစစ်ဖက်နဲ့နင်းကန်တာတွေရေနှစ်တာတွေအပါဝင်ပုံစံမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ပြန်လဲလွတ်မြောက်လာတဲ့အဆိုတော်ဇွဲပြေးပိုင်ကိုတိုင်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်။ဒါကတော့ပြီးခဲ့တဲ့စက်တင်ဘာလ3ရက်နေ့ကပဲရန်ကုန်မြို့ကတောင်မွေးမြို့နယ်ကြောင်မြောင်းမှာနေတဲ့ရခိုင်လူမျိုးရပ်ပါအဆိုတော်ဇွဲပြေးပိုင်ကို အာရခတတော် AAC ထောက်ပို့တယ်ဆိုပြီးအရက်ဝစ်စစ်သားတွေနဲ့ရဲတွေကဝင်ရောက်ဖမ်းဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်အချင်းဖက်စစ်တပ်ကရခိုင်လူမျိုးရပါဆိုတော့ဇွဲပြိုင်ပိုင်ကိုစစ်ကြောရေးတဲ့ခေါ်သွားပြီးခန္ဓာကိုယ်ကိုလျက်စစ်နဲ့ရှော့တိုက်တာတွေတနက်ဒင်းနဲ့ရိုက်နှက်တာတွေရင်ဘက်ကိုစစ်နက်နဲ့နင်းကန်တာတွေရေနှစ်တာတွေအပါဝင်ပုံစံမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ပြန်လဲလွတ်မြောက်လာတဲ့အဆိုတော်ဇွဲပြိုင်ကိုယ်တိုင်ကရန်ကုန်ခစ်တစ်ကိုပြောထားပါတယ်အဲ့ဒီလို့ စစ်တပ်ကသူတို့စိတ်ကြိုက်စစ်ကြောရေးထဲမှာညှဉ်းပန်းနှိပ်စက်ပြီးတော့မှသူတို့လူချင်းတဲ့တပ်တွေအချက်လက်တွေဘာတစ်ခုမှမရတဲ့အတွက်ရခိုင်လူမျိုးရပ်ပါအစိုးရဇွဲပြပိုင်ဟာပြန်လဲလွတ်မြောက်လာတာဖြစ်တယ်လို့ကာယကံရှင်ကိုတိုင်းကပြောပြထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းတိုင်းကလေးမြို့မှာ ရှိတဲ့အချက်ဖက်စစ်တပ်ရဲ့စက်သွေးရေးတပ်ကတက်ချက်တူဟာရခိုင်ကိုအပုတ်ခရရတဲ့အတွက်ထွက်ပြေးလာပြီးတော့ PDF တပ်ဖွဲ့တွေစီမှာအလင်းဝင်ရောက်လာတယ်လို့မုံရွာမြို့နယ်ပကပတာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့အော်တိုဘားလာ29ရက်နေ့ကပဲကလေးမြို့မှာရှိတဲ့အကျန်းဖက်စစ်တပ်ရဲ့စစ်တွေကြီးတက်ကတက်ချက်တူဟာဒေါ်လာကြီးတက်တွေစီကိုထွက်ပြေးလာပြီးတဲ့နောက်မုံရွာမြို့နယ်ပကပအမှတ်နဲ့တိုက်နဲ့အထူးတက်ခတ်ရေးတက်ဖွဲ့နဲ့ချိန်ဆက်ပြီးအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်လာတဲ့စစ်တပ်ဘက်ကတက်ချက်အရာရှိဟာသူ့ကိုရခိုင်ပြည်နယ်အပုတ်ခံရတဲ့အကြောင်းအဲ့ဒီအတွက်ရခိုင်ပြည်နယ်အဆက်ကနေအခွင့်ရေးရတာနဲ့ထွက်ပြေးလာတဲ့အကြောင်းတွေကိုပြောပြထားပြီး လက်ရှိမှာတော့သူကိုတော်လိုင်းရေးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံပေးထားပါတယ်လို့လေမုံရမြို့နယ်ပကပတာဝန်ခံကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ချင်းပြည်နယ်မှာချင်းပြည်ကောင်စီကတိမ့်ပိုက်ထိန်းချုပ်ထားတဲ့တွန်းဆန်မြို့နယ်အတွင်းအချက်ဖက်စစ်တပ်ကသူတို့ရဲ့ရွေးကောက်ပွဲအတူကြီးကိုလာလုချင်းနေပြန်တဲ့အတွက်တွန်းဆန်မြို့နယ်မှာရှိတဲ့စစ်တပ်လက်အောက်ခံနေမြေကန်ဇက်အာအီအဖွဲ့ကိုစစ်တပ်ကပဲစစ်အင်အားဖြည့်တင်းတာတွေလာလုနေပြန်တယ်လို့ချင်းတော်လိုင်းရေးသတင်းရှင်းမိကပြောထားပါတယ်ဒါကတော့ အော်တိုဘာလ29ရက်နေ့ကနေ29ရက်နေ့အထိကလေးမြို့မှာရှိတဲ့အချမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်အယောက်100ဝန်းကျင်နဲ့လက်နက်ခဲယမ်းတွေကိုစစ်တပ်ကချင်းပြည်နယ်တီးတိမ်မြို့မှာအခြေစိုက်ထားတဲ့သူတို့ရဲ့ခလာရ269တပ်ရင်းတွေကိုရဟတ်ရင်နဲ့အရင်ပို့ပြီးတော့တွန်းဆန်မြို့နယ်မှာရှိတဲ့သူတို့စစ်တပ်လက်အောက်ခံနေမြေကန်ဇက်အာအီတပ်ဖွဲ့စီကိုလွှဲပြောင်းပေးခဲ့တယ်ဆိုပါတယ်အဓိကကတော့အချမ်းဖက်စစ်တပ်ကသူတို့ရဲ့ရွေးကောက်ပွဲအတူကြီးအတွက်ချင်းပြည်နယ်မှာဟာခါနဲ့တီးတိမ်မြို့နယ်တွေအတွင်ပြုတ်လုမယ်လို့ကြေညာထားပြီး အခုတွန်းဆန်မြို့မှာလေလာလှုပ်ချင်းတဲ့သဘောနဲ့သူတို့စစ်တပ်လက်အောက်ကနေမြေကန်ဇက်အာဤအဖွဲ့ကိုစစ်အင်အားဖြည့်ပေးတာတွေလုံနေပြန်တာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီချင်းပြည်နဲ့တွန်းဆန်မြို့နယ်ကိုချင်းပြည်ကောင်စီကတင်ပိုက်ထိန်ချုပ်ထားတာဖြစ်တယ်လို့ဒါကိုအကြမ်းဖက်စစ်တပ်ကသူတို့ရွေးကောက်ပွဲအတူကြီးလှုပ်ဖို့အတွက်ဆိုပြီးအဲ့ဒီတွန်းဆန်မြို့ကိုပြန်လဲလိုချင်နေတဲ့သဘောဖြစ်တဲ့အတွက်သူလက်အောက်ကနေမြေကန်ဇက်အာဤအဖွဲ့ကိုအင်အားဖြည့်တင်းတာတွေလာလုံနေပြန်တာဖြစ်တယ်လို့ချင်းတော်လိုင်းရဲ့သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်ခင်ဗျာ က်ဖက်မှာတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာအချက်ဖက်စစ်တပ်ကစစ်ကြောင်းနှစ်ခုခွဲပြီးဝင်ရောက်လာပြန်တဲ့အတွက်ဒေသခံပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့အညာမြေအရက်ဖက်အဖွဲ့စည်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့အော်တိုဘာလ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲပခုတ်ကူမြို့နယ်ညောင်ကျစ်ပင်ပြူစော့တီခြေရွာမှာစခန်းချထားတဲ့အချက်ဖက်စစ်တပ်ဟာအနီးနားခြေရွာတွေကိုစစ်ကြောင်းနှစ်ခုခွဲပြီးဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုအချက်ဖက်စစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာတဲ့အတွက် ဒေသခံပြည်သူတွေဟာရွာတွေမှာမနေရဲတော့ပဲဘေးလွတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့အညာမြေအရက်ဖက်အဖွဲ့စည်းရဲ့တာဝန်ရှိသူတူကပြောထားပါတယ်အဲ့ဒီလိုအကြံဖတ်စစ်တပ်စစ်ကြောင်းတွေဟာဂျေးရွာတွေဒက်ကိုဝင်ရောက်ပြီးဆိုတာနဲ့ပြည်သူတွေကိုရန်သူလိုသဘောထားပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေပြည်သူတွေကိုဖမ်းဆီးရိုက်နှက်နှိပ်စက်တာတွေမိန်းကလေးတွေဆိုလေမတိန်ချင်းတပ်ဖြတ်တာတွေအထိလုံယုံနေမှာကသူတို့စိတ်တိုင်းမကြတဲ့ပြည်သူတွေဆိုတနက်နဲ့ပြတ်တက်တာတွေပါလုတ်တဲ့အတွက်ညမှာရှိတဲ့ဂျေးရွာနေပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေလာပြီးဆိုတဲ့အတန်ကြားတာ ਨੇ ဘေးလူရတွေကိုအတိအသင့်ထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေဖြစ်တယ်လို့လဲဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ပဲခူးတိုင်းကပြည်မြို့မှာပျောက်ဆုံးနေတဲ့အသက်23နှစ်အရွယ်မဝနကျော်ဆိုသူလူငယ်ဟာစစ်မှုတန်းအဖြစ်ရောင်းစားခံလိုက်ရသလိုဆက်လင်းနဲ့စင်ပြူကျွမြို့နယ်မှာလည်းအသက်16နှစ်အရွယ်ကိုတန်းကျောင်းသားလူငယ်၄ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ ဖန်စီခံရသူနဲ့နှိစက်သူတွေနဲ့ဒေတာတွင်းသတင်းအရေးမြေကပြောထားပါတယ်။ဘကိုးတိုင်းပြည်မြို့ကဖြစ်စင်မှာတော့အော်တိုဘားလ16ရက်နေ့ညပိုင်းကပဲပြည်မြို့ရဲ့စင်စုရက်ကွက်မှာနေထိုင်တဲ့အသက်23နှစ်အရွယ်မဝနကျော်ဆိုသူလူငယ်ဟာနေအိမ်ကနေအလုပ်ကိုသွားပြီးတဲ့နောက်အိမ်ကိုပြန်ရောက်မလာတော့ပဲပျောက်ဆုံးသွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်မိသားစုတွေနဲ့မိတ်ဆွေတွေကပျောက်ဆုံးနေတဲ့မဝနကျော်ဆိုသူလူငယ်ရဲ့သတင်းကိုလိုက်လံစုံစမ်းရမှာအကျန်းဖက်စစ်တပ်က စစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးတာကိုခံလိုက်ရတဲ့အကြောင်းသိထားရတဲ့အတွက်လောလောဆယ်ဘယ်တက်မှရောက်နေလဲဆိုတာကိုစက်ပြီးစုံစမ်းနေရတယ်လို့ပေါ်တာဆွဲခံရတဲ့မောင်ဝနာကျော်ဆိုသူလူငယ်ရဲ့မိတ်ဆွေတို့ကရှင်းပြထားပါတယ်အလားတူမကွေးတိုင်းကစလင်းမြို့နယ်နဲ့စင်ပြူကျွန်းမြို့နယ်မှာလဲအော်တိုဘာလ29ရက်နေ့ကပဲစလင်းစင်ပြူကျွန်းလမ်းပိုင်းမှာအသက်16နှစ်အရွယ်ကိုတန်းကျောင်းသားလူငယ်၄ဦးကိုအချက်ဖတ်စစ်တပ်ကသူတို့ရဲ့စစ်စေးရေးဂိတ်မှာပဲပေါ်တာဆွဲဖမ်းဆီးလိုက်ကြတယ်လို့ ပြည်သူညီနောင်စလင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်။အဲ့ဒီလိုစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ကျောင်းသား၄ဦးထဲမှာ၃ဦးကစလင်းမြို့နယ်တောစိန်ကျေးရွာကဖြစ်ပြီးကျန်တဲ့ကျောင်းသား၃ဦးကစင်ပြူကျွန်းမြို့နယ်ကဖြစ်တယ်လို့အဲ့ဒီကျောင်းသား၄ဦးစလုံးဟာအခုမှကိုရန်ကျောင်းသားတွေသာဖြစ်ပြီးလောလောဆယ်အဲ့ဒီကျောင်းသားလူငယ်၄ဦးကိုစစ်တပ်ကစင်ပြူကျွန်းရက်စကန်ဒင်းမှာပဲဖမ်းဆီးထားတယ်လို့ပြည်သူညီနောင်စလင်းတာဝန်ခံကိုပြည်သူကပြောထားပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ